okay အဲ့တော့ကျွန်တော်တို့ဘာလို့လဲနောက်ဆုံးပေါ့နော်ကျွန်တော်တို့ဒီနောက်ဆုံး reverse strategy ရှိတဲ့ဆီကိုရောက်လာပါပြီအဲ့တော့ကျွန်တော်တို့ဒီ reverse strategy ကတော့အဲကျွန်တော်တို့ဒီဒီကျွန်တော်တို့ပြောမယ့် strategy ၃ခုထဲမှာနောက်ဆုံး strategy ပေါ့နော်ဆိုတော့ဒါပြီးသွားလို့ရှိရင်ကျွန်တော်ဘာလုပ်ပေးမလဲဆိုရင်အဲနောက်အဲကျွန်တော်အားတဲ့ချိန်ကြာလို့ရှိရင် bad tax ပေါ့နော်ကျွန်တော်တို့အရှိမပြောခဲ့တဲ့ strategy တွေကိုရတမမှွေပြီးတော့ကျွန်တော်တို့ trading ကို bad tax ကျွန်တော်လုပ်တဲ့ video ကို ဘတ်က်စ်ဘယ်လိုလောက်ရမလဲဆိုတဲ့ဗီဒီယိုရယ်ဘတ်က်စ်လုတ်ပြတဲ့ဗီဒီယိုပေါ့ဆိုတော့အဲ့အားလေးကိုကျွန်တော်ထပ်တင်ပေးပါအောင်မယ်ဆိုတော့အာလောလောဆယ် rubber ဆယ် strategy ကကျွန်တော်အရှိရ strategy နှစ်ခုနဲ့ရှင်နည်းနည်းလေးပို့ပြီးတော့ NA ရပုံများတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ NA ဘာလို့ပုံများလဲဆိုလို့ရှင်ကျွန်တော်ကအာ rubber ဆယ်ရဲ့တဘောကကျွန်တော်တို့ဒီဆုံးစီကျွန်တော် supply demand ဆုံးစီ trend line စီပြီးရင်အဲကျွန်တော်ဒီခုန wages လို့ခေါ်တဲ့ pattern နေဆိုတော့အဲ့လိုမျိုးနေရာမျိုးတွေမှာကျွန်တော်တို့က သူ့ရဲ့အစွန်းသားကိုယောက်လာပြီးဇုံသားကိုကတ်လာပြီးဆိုရင်အဲဒီဇုံကိုမဖောက်ဖဲနဲ့နောက်ပြန်ပြန်လှည့်သွားမယ်လို့ကျွန်တော်တို့ဟိုယူဆတဲ့အချိန်မျိုးတွေမှာနောက်ပြန်ပြန် trade လို့ရတဲ့ strategy ဖြစ်တယ်ဆိုတော့အဲဒါကြောင့်ကျွန်တော်ဘယ်အချိန်မှာနောက်ပြန်ပြန်လှည့်မယ်ဆိုတာကိုပြောလို့မရတာဖြစ်တဲ့အတွက်နည်းနည်းပို့ပြီးအနေအများရလို့ပြောလို့ရတယ်အဲ့တော့ကြည့်ကြည့်အောင် နော်ဆိုတော့ supply demand ဇုံနဲ့ trend lines တွေကိုနှစ်ချက်ထိပြီးတဲ့အချိန် after two touches နှစ်ချက်ထိပြီးတဲ့အချိန်အဲဒါမှမဟုတ်လို့ရှိရင်ကျွန်တော် widgets တွေကို 3ချက်ထိပြီးတဲ့အချိန်မှာကျွန်တော်တို့ rubber cell ဝင်မိုးအတွက်ကို find လို့ရတယ်။ပြီးရင်အာ candle ဖြစ်ကိုဖြစ်ရမယ်။ဇုံနားမှာ candle form ဖြစ်ရမယ်။ပြီးရင်အထုံးတဲ့တိုင်းမှာ stall lock ကဇုံအပြင်မှာထားမယ်။အာပြီးရင် db ကနှိပ် swing ထားမယ်။အဲတကြည့်မယ်ဆိုရင်ဒီမှာနော်။အော်ဒီမှာဆိုရင်ကျွန်တော်တို့အာဒါဆို widgets တခုကိုတွေ့လိမ့်မယ်။အဲ widgets မှာ ကျွန်တော်အပေါ်ဇုံကို touch ဖြစ်တယ်ပြီးရင်အောက်ဇုံကို ཕ ြန် touch ဖြစ်တယ်ပြီးရင်တခါအပေါ်ဇုံကို ཕ ြန် touch ဖြစ်တော့ပထမအာကျွန်တော်တို့တစ်ချက်နှစ်ချက်မှာကျွန်တော်တို့မသိဘူးအဲနောက်သုံးချက်မြောက်ကြလို့ရှိရင်ဒီနေရာမှာဒီလို candle found လာပြီဆိုကျွန်တော်တို့စပြီးတော့ဝင်ဖို့စဉ်းစားလို့ရတယ်နော်ပြီးရင်နောက်အောက်မှာနောက်ထပ်ဒီလိုမျိုးအောက်မှာ uncovering တော့ဟိုမျိုးထပ် found တယ် နော်ဒီလိုဇုံတွေရှိရဒီလိုနေရာမျိုးတွေမှာရှိအဲ့တော့ကန်တယ်ဖောင်းဖြစ်ဖို့လိုတယ်ဒီလိုမျိုးထိချက်ဒီမှာကန်တယ်ဖောင်းမဖြစ်တော့ကျွန်တော်တို့ကမဝင်ပြဘူးဒီမှာဆိုလဲအန်ကာဘင်းစနစ်မဖြစ်တော့မဝင်ပြဘူးနောက်တူထွက်သွားတယ်နော်အဲ့တော့ပြီးရင်ကျွန်တော်အဲ့ဒါကိုအာအဲ့လို patterns တွေ zones တွေနဲ့ဟိုအရာကိုကျွန်တော် trading view မှာပြပါမယ်နော် exercise ကတော့ better အခုတည်းအရလုပ်ဖို့ပဲเนาะအထုံးစံတိုင်းပဲဆိုတော့ကျွန်တော်တို့အာ ဒီ rubber ဆေးကတော်တော်လေးပဲအရင်ကြီးမခက်ခဲဘူးပါဆိုအရှိမလေးကျွန်တော် pattern လေးကြောင့်အများကြီးပြထားပြီးပြီဆိုတော့အဲ့တော့အာကျွန်တော်တို့ training room မှာတွေ့ကြည့်အောင် okay အဲ့တော့ကျွန်တော်တို့ကြည့်ကြည့်အောင်နော်ဟောကျွန်တော်ဒီမှာခုနကပြမလို့နေဆွဲထားဆိုတော့ဒါဆိုတော့ကျွန်တော် pattern တစ်ခုစပေါ့ပြကျွန်တော်တို့ဘယ်ချိန်မှာ pattern ဖြစ်ကြအောင်သိမလဲကျွန်တော်နမူနာကြည့်ကြည့်မယ်နော်ဆိုတော့ဒီမှာတော့ကျွန်တော်တို့အဲ ဒီ line နှစ်ခုကျွန်တော်ပြန်လိုက်မယ်နော်ပြန်လို့ရအဲ့တော့ price ကတော့သွားနေတယ်သွားသူကြတော့ run သွားတယ် run သွားတယ်ကျွန်တော်တို့သွားနေသွားနေတဲ့အချိန်မှာကျွန်တော်ကတည်သေးဘူးအခုစပြီးတော့ကျွန်တော်ပြန်ကြလာပြန်ကြလာပြန်ကြလာပြီးတော့ရင်ကျွန်တော်ကဒီမှာသူ့အောင်ကြသွားတယ်ဟုတ်ပြီပြန်တက်သွားတယ်အဲ့ကျွန်တော်က point နှစ်ခုရတယ်ဘယ် point နှစ်ခုလဲ ဒီမှာ point တစ်ခုရတယ်နော် point ကိုကျွန်တော်ဒီလေးလေးပဲမှတ်လိုက်ဒီမှာ point တစ်ခုရတယ်ဒီမှာ point တစ်ခုရဟုတ်နော် point တစ်ခုရလာပြီးလဲပြီးတော့ကျွန်တော်တို့ဘာတိပလဲဆိုရင်ဒီမှာသူပြန်ကြတယ်ပြန်ကြရေပြန်ကြပြီးတော့ကျွန်တော်တို့နောက်တစ်ခုဟိုနောက်ပြန်တက်သွားပြန်တက်သွားဆိုကျွန်တော်ကဒီမှာစပြီးတော့โอเคဒါက ီလိုလိုင်းလားမသိဘူးဆိုစဆွဲရလို့ရတယ်။ Okay ။အဲ့တော့ဒါဒီ pattern တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်ဒီကောင်ကိုမကြော်ဘူးတလား။ကျွန်တော်ဒီမှာဆွဲလိုက်တဲ့ဟာကိုမကြော်ဘူး။အပေါ်ကိုဆက်တက်နေ။ဒီကောင်နည်းနည်းကြော်သွားတယ်။နည်းနည်းကြော်သွားရင်ဒီလိုလိုက်ဆွဲလို့လည်းရတယ်။မဆွဲပြန်ဒီတိုင်းထားလို့လည်းရတယ်။ကိစ္စမရှိဘူး။ဆိုတော့ကျွန်တော်ကကြော်သွားပြီမြင်တော့အထည့်ပြန်ဝင်သွားတာပဲ။နော်။အေးပြန်ဆက်တက်သွားပြီ။အဲ့တော့တက်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဘာတွေ့ရမလဲ။ဒီကနေဒီအထိကနောက်ထပ် the point လိုမျိုးဖြစ်လာတာတွေ့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ရခဏဆွဲထားလိုက်မယ်ဆွဲထားလိုက်မယ်အဲဒီကောင်ကိုဖောက်တက်သွားဖောက်တက်သွားရင်အပေါ်မှာကျွန်တော်တို့နောက်တစ်လိုင်းရှိသေးတယ်အဲ့တော့ဒီကနေဒီကောင်နဲ့အပြိုင်လိုဟာမျိုးကြိုပြီးတော့ဒီမှာဟိုခမန်းကြီးလေးဆွဲထားလို့ရတယ်ဟုတ်နော်ခမန်းကြီးဆွဲထားလို့ရတယ်ပြီးလဲပြီးတော့အော်ကြည့်ချက်ချင်းကျွန်တော်တို့ဒီမှာချက်ချင်းပြန်ပြီးတော့အောက်ကိုပြန်တန်သွားတယ်မိုမင်တန်လည်းပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ rubber ဆဲအနေနဲ့ ီကန်တယ်ကနေကျွန်တော်တို့ပြန်ဝင်ဖို့စူးစမ်းလို့ရတယ်เนาะအဲ့တော့ဒါဒီအဆောင်ကြောင့်ခဏပြော risk များတယ်ဆိုတာဒါကြိုမသိနိုင်ဘူးဒါဖောက်မှာမဟုတ်ဘူးကြိုမသိနိုင်အဲ့တော့ risk များတယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကိုလာပြီးတော့ order ဖွင့်သွားတယ်ပြီးတော့ခုနကကျွန်တော်တို့တွေ့ခဲ့တယ်မြေဒီကိုကြာပါအဲ့တော့ okay အဲ့တော့ကျွန်တော်တို့ဒါကကျွန်တော်တို့ခုနပက်တန်ကိုသွားတဲ့ပုံစံ okay အဲ့တော့အာ for example ဘယ်လိုရှိအောင်မလဲဆိုရင် ဆိုတော့ zone လို့ဟာမျိုးဆိုလဲလို့ဒီမှာဆိုရင်ကျွန်တော်ကဒီ zone ဒီမှာ zone တစ်ခုပေါ်နေတယ်ဒီ zone နားကိုလာတိုင်းဒီကောင်ပြန်တက်သွားတယ်ဒီ zone နားကိုလာတိုင်းပြန်တက်သွားတယ်ဒီ zone နဲ့ဝင်လာတယ် uncover ပေါ်လာတယ်ကျွန်တော်ပြန်ပြီးတော့ rubber ဆေးပြန်မို့ကျွန်တော်ထွက်လို့ရနိုင်တယ်အဲ့တော့ rubber ဆေးဒီခုန breakout နဲ့အဲကျွန်တော်တို့ဒီ breakout retest ပို့ခတ်တယ်ဘာလို့လဲဆိုတော့ဘယ်အချိန်မှပြန်သွားမယ်ဆိုတော့မသိဘူး เนาะအဲ့တော့ကျွန်တော်တော့အရင်ဆုံးအစပိုင်းမှာ rubber တွေ trade ဆာလို့ရှိရင် breakout and retest ကိုစပြီးလေ့ကျင့်စေခြင်းတယ်အရင်ဆုံးပထမဆုံး first step အနေနဲ့ဆိုတော့ဒီ၃ခုထဲမှာ breakout and retest ကနေစမယ် breakout ဖြစ်ပြီးသွားပြီဆိုတော့ဒါ breakout ဖြစ်သွားရင်တိတာတယ်ဒါမျိုးအဲ့ဆိုကျွန်တော်တို့တိတာတယ်ကိုက line line ဆွဲပြီးစောင့်တယ်ဒါလေးစောင့်လို့ကြော်တက်သွားပြီးတော့အားအီးတွေနဲ့ကန်တီကြော်ပြီးသွားပြီးတော့မှဒီလိုပြန်လာ retest လုပ်တယ်ဆိုတော့ဒါကျွန်တော်ကဖြစ်နိုင်ကြီးများသွားပြီလေကိုယ့်အတွက်ကနော်ဆိုတော့အဲ့တော့ဖြစ်နိုင်ကြီးများသွားပြီးတော့ကျွန်တော်ကဒါဝင်လို့ရနိုင်တယ်နော် ခုနက breakout retest ဟို reverse တဲ့စားလို့ breakout retest ကဘူးလွယ်เนาะအဲဒါ reverse ရဲ့ trade တွေအဲ strategy အကြောင်းပေါ့เนาะ Okay အဲ့တော့ကျွန်တော်နောက်ထပ် example လေးဆက်ကြည့်အောင်ရှင်းအောင်မလားဆိုတော့เนาะဒီမှာဆိုရင်ဆိုတော့ဒါမျိုးပေါ့ဒါဒါမျိုးဒါမျိုးဇုံတွေရှိမယ်ဇုံတွေကိုတို့ retest လာတယ်ပြန်ဆင်းသွားတယ် retest လာပြန်ဆင်းသွားတယ်ဒါမျိုးတွေကျွန်တော်တို့ကပြောင်းဝင်ပြန် trade လို့ရနိုင်တယ်เนาะအဲ့တော့ ဒီလိုဟာမျိုးကိုကျွန်တော် pattern တစ်ခုရှိရယ် double top နဲ့ double bottom ဒီလို double top ဆိုလို့ခေါ်တဲ့နှစ်ခုထိပြီးတော့ဈေးနေတာ double top အ double top ကကျတော့အဲပြောလို့တော့မရပြောလို့မရဘူးဆိုတာခုနပြောလို့ပြန်ပြီး retest လာမလားမလာဘူးလာပြောလို့မရတော့ဟိုဘယ်လိုပြောမလဲအာထွေကန်နေနေခက်တယ်နော်အဲ့တော့ဒါမျိုးတွေဆိုရင်ကျွန်တော်ဒီမှာ trend line ပေါ့ဒါဒီကနေစပြီးဒီလိုဆိုရလိုက်တယ် ဆွဲလဲဆွဲပြီးပြီဒီတိနေရာလေးကောင်ပြန်တက်သွားတယ်။သုံးခုမြောက်ကျွန်တော်တို့တိလိုက်။ဟိုဒီလိုနေရာမျိုးကိုသူဒီဇုံပေါ့။ဒီဒီမှာတန်းနဲ့ဆွဲပြရဘူး။ဒီဇုံကြီးတစ်ခုလုံးဒီဇုံကြီးတစ်ခုလုံးအဲ့ဇုံတစ်ခုလုံးကိုဒီကောင် retest လုပ်။ Okay ။အဲ့ဇုံနဲ့တက်တဲ့ခုနက line ရှိဒီမှာနော်။ဒါမျိုးတွေအဲ့ဒီလာရပြန်တက်သွားတယ်။ဒါဆိုကျွန်တော်ကဒီမှာနောက်တစ်ခေါက်ထပ်ပြီးတော့ rejection နဲ့ပြရင်ပြန်ပြီးတော့ဝင်လို့ရနိုင်တယ်။နော်။ဒါမျိုးခုနကကျွန်တော်ပြောတဲ့ဟာ။ okay okay တော့ဒီမှာဆိုလဲလို့ပဲ river စထိတ်မယ်ဆိုရင်ပထမအဆုံးဒီမှာတစ်ချက်နှစ်ချက်နှစ်ချက်ဆိုရင်ကျွန်တော်ကစဆွဲလို့ရတယ်အဲ့နှစ်ချက်မှာကျွန်တော် rejection ဒီမှာ shooting star ကြီးပြပြီးတော့ဆင်းသွားတယ်เนาะပြန်တက်လာဒီနေ့လုံးမပြန်တက်လာဒီမှာကျွန်တော်တို့ဒါအာဘာကန်တယ်မှမပေါ့နင်းနင်းနင်းဒီမှာနောက်ထပ် shooting star ထပ်ပေါ့เนาะမမီလိုက်ဘူးဒီမှာနောက်ထပ် anchor ဟောနောက်ထပ်ပင်ပါလို့ shooting star လို့ခေါ်လာလိုက်ထပ်ပေါ့ เนาะ February ထပ်ပေါ်ဒီနေရာတွေကနေကျွန်တော်ရှော့လို့ရတယ်เนาะဘယ်ထိလဲဒီထိကျွန်တော်ဒီမှာဆိုလဲဒီထိရှော့လို့ရတယ်ဟင်ဆိုတော့ဒါကကျွန်တော်ခုန rubber set trade rubber set အနေအများဆုံးပဲအဲ့တော့ကျွန်တော်ခုန step by step ပြောမယ်ဆိုလို့ရှိရင်အရင်ဆုံး first step က breakout and retest ကိုအရင်ဆုံးလေ့ကျင့်ပါပြီးရင်ဒုတိယ breakout ကိုလေ့ကျင့်ပါတတိယ rubber set ကိုလေ့ကျင့်ပါတစ်ခုကို100စီအနည်းဆုံးလေ့ကျင့်စေချင်ပါ โอเคအဲ့တော့ပြီးရင်တော့ကျွန်တော်နောက်တောင်းပန်ကြ better လုပ်တဲ့အဲကျွန်တော်ဗီဒီယိုလေးအဲကျွန်တော်အားရင်ထပ်ပြီးတော့လုပ်ပေးပါဦးမယ်เนาะ momentum မှာ sorry တန်တန်လေးအကြောင်းလေးကျွန်တော်ပြောပါအောင်โอเคအဲ့တော့ကျွန်တော်တို့အာဒီဒီ class essential training class ကတော့ကျွန်တော်တို့တကယ် official video တွေရောဒီမှာပဲပြီးပြီလို့ပြောလို့ရပါတယ်ပြီးရင်ကျွန်တော်တို့နောက်အာ better လုပ်ပြမယ်ဟာတက်တက်လာအောင်မယ်ပေါ့เนาะဆိုတော့ အလောလောဆယ်ဒီ momentum sorry တင်တန်းလေးအကြောင်းပြောချင်တယ် momentum sorry တင်တန်းကကျွန်တော်တို့ဒီ trading plan က6 step ရှိ trading plan တစ်ခုကိုကျွန်တော်တို့ချပြမှာဖြစ်တယ် smart trading concept တွေကိုကျွန်တော်တို့သုံးမယ်အဲတနေ့ကိုနိုင်အနေငယ်လောက်ပဲကျွန်တော်တို့ဝင် trade ပြီးတော့မှအအပြိုးမြတ်ရအောင်ကျွန်တော်တို့လုပ်ကြမယ် plan ပေါ့နော်ဆိုတော့ဒါဒီ momentum sorry ဆိုတော့ကျွန်တော်တို့မှာတင်တန်းလေးရှိပါတယ်ဆိုတော့ကျွန်တော်တို့အခုလာမယ့် class ကတော့ကျွန်တော်တို့ဒီစုစုပေါင်း အာဗီဒီယိုဆယ်ခုလောက်ကျွန်တော်တို့ပါမယ်ပြီးရင်ကျွန်တော်တို့ဒီ workshop လေး session ပါမယ်လူဆယ်ယောက်ပဲလဲကျွန်တော်လက်ခံအဲ့တော့ training videos တွေလည်းကျွန်တော်တို့ကြည့်လို့ရမယ်ပြီး Telegram community premium ရှိမယ်ကျွန်တော်တို့ trade တဲ့အခါတိုင်းမှာကျွန်တော်တို့ trade ကို Telegram ထဲမှာကျွန်တော်တို့မျှဝေပေးသွားမယ်ပုံစံမျိုးကျွန်တော်တို့သွားမှာပေါ့နော်ဆိုတော့ ကျွန်တော်တို့ Telegram ကနေ connect လုပ်လို့ရပါတယ်ကျွန်တော်တို့ရဲ့ဒီ Telegram link ကိုလည်းအောက်မှာပေးထားမယ်ကျွန်တော်တို့လမ်းပြီးတော့မှာ momentum မှာ sorry တနေ့အကြောင်းကိုမေးလို့ရပါတယ်เนาะအဲ့တော့ဆေးရုပ်ကအခုလောလောဆယ်ဒီဗီဒီယိုရိုက်တဲ့အချိန်မှာတော့ပထမဆုံး batch အတွက်က9ရောက်စာလောက်ပဲကျွန်တော်တို့ကျန်တော့တယ်เนาะဆိုတော့အဲအကြောင်းမို့လို့အဲကျွန်တော် August 9ရက်နေ့စမယ်လို့ကျွန်တော်မှန်းထားတယ်ဒါအခုကျွန်တော်ဒီဗီဒီယိုရိုက်တဲ့အချိန်ပေါ့เนาะပြီးရင် monthly batch တွေလည်းရှိပါမယ်အဲ့တော့စုံစမ်းကြည့်ပါเนาะကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ now next video တွေမှာကျွန်တော်တို့ဒီအာ batch တွေပါနေပြန်ပြီးเนาะ